မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ဥဝိဇာရလမ်းမှာရှိတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်ဒီကနေ့မနက်ပိုင်းမှာဓမြတိုက်ခိုက်ရပြီးတော့ဓမြတအုပ်ကိုတန်းတန်းနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စလ14ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်မှာတကုံမြို့တဲ့မြောက်ပိုင်းမြို့နယ်အမှတ်34ရပ်ကွက်ဥဝိဇာရလမ်းမှာရှိတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်ကိုလက်နက်ကိုင်းဆောင်ထားတဲ့လူတချို့ကဝင်ရောက်ပြီးတော့ဓားမြတိုက်သွားတယ်လို့သိရပါဗျ။စိုင်းလုံးကျုံရင်ဝန်ထမ်းတချို့ကဓားမြတိုက်သူတချို့ကိုပြန်လဲခုခံရာကနေဓားမြတအုပ်ကိုဖမ်းဆီးရရှိခဲ့ပြီးတော့ကျန်တဲ့သူတွေကတော့ထွက်ပြေးသွားတယ်လို့ပြောပါဗျ။ရွှေများပါသွားခြင်းမရှိပဲစိုင်းဝန်တန်းတအုပ်ကတော့ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်ကိုဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာ အခုတော့ဆိုင်ပိတ်ထားပါတယ်ဘလောက်ပါသွားလဲဆိုတာကတော့ရုံးလူကြီးကအတိအကျမထုတ်ပြန်သေးဘူးအခုမှစစ်ဆင်းနေတော့မဟုတ်လို့ပါရဲတွေတော့ရောက်နေတယ်စစ်ဆင်းနေကြတယ် ဖြစ်စဉ်ကတော့မှန်ပါတယ်လို့ပြန်လည်ပြောဆိုထားပါတယ်။လက်ရှိအချိန်ထိစစ်တပ်နဲ့ရဲများကလမ်းများကိုပိတ်ဆို့ထားပြီးတော့စစ်စဲမှုများကိုလှုပ်ဆောင်နေပြီးတော့စေယုံကားတချို့ပါရောက်ရှိနေတယ်လို့သိရပါတယ်။ရဲကားတွေနဲ့လမ်းတွေကိုပိတ်ထားတယ်။ဓမြတွေလည်းမိတယ်လို့ပြောတယ်။ဖြစ်တာကမနက်၁၇နာရီကြောကြောလောက်မှာဖြစ်တယ်လို့သိရတယ်။အခုတည်းကတော့ပိတ်ဆို့ဆစ်ဆင်းနေတော့မယ်။ပြည်စည်းတွေမပါသွားဘူးလို့လည်းပြောတယ်။ထွက်ပြေးသွားတဲ့သူတွေရှိတယ်လို့လည်းကြားတယ်လို့ဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ကအခင်းဖြစ်စဉ်ကိုကူညီပေးရန်တွားရောက်ကြည့်ရှုခဲ့တဲ့ပရိုက်တာဓမ္မတုတ်ကပြောဆိုထားပါတယ်။ စစ်တပ်ကရွှေဆိုင်ဓမြတိုင်းမှုမှာထွက်ပြေးသွားတဲ့ဓမြများကိုဖမ်းဆီးရရှိရေးအတွက်စစ်တပ်နဲ့ရဲများကမြောက်တကုန်းနေရအများစုကိုပိတ်ဆို့ပြီးတော့ရှာဖွေနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကုတိုင်ဂျိုးပင်ကောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုရွာထဲကိုလမ်းပြပြီးခေါ်ဆောင်လာတဲ့လက်နက်ကိုင်ပြူစောတိနှစ်ဦးကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးစလုံးပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ17ရက်နေ့ည10:00နာရီခန့်အချိန်မှာရုံးမင်ကောင်းမြို့နယ်ကံကြီးရွာကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလမ်းပြခေါ်ဆောင်လာတဲ့ပြူစောတိနှစ်ဦးကိုတာယာဝတီခရိုင်တရင်363ညနဲ့တခွဲ6 Black Dragon GBK PDF ကတွားရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတွားရောက်တိုက်ခိုက်တဲ့အချိန်မှာလက်နက်ကင်ပြူစောတီကိုဖြိုးနဲ့ပြူစောတီဖြိုးဝေအောင်တို့ကိုတော်လိုင်းတပ်ဖွဲ့အများကအဖမ်းခံရန်ပြောဆိုတော့လေတနက်နဲ့ပြန်လည်ပြစ်ခတ်တဲ့အတွက်ကြောင့်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဦးစလုံးတေဆုံသွားတယ်လို့ပြောပါတယ်။ပြူစောတီကိုဖြိုးဟာပြစ်ခတ်တဲ့နေရာမှာတေဆုံကပြူစောတီဖြိုးဝေအောင်ကတော့ ဘိုက်ကိုကြည်စံထိမှန်ပြီးတော့ထွက်ပြေးရင်လေခွင်းထဲမှာတိတ်ဆုံးသွားကြောင်းသိရပါဗျ။ကျွန်တော်တို့ကစိတ်ခွေးစစ်ကြောင်းရွာထဲကိုလာတယ်ဆိုလို့သွားပြီးတော့တိုက်ခိုက်တာကျွန်တော်တို့တွေ့တဲ့အချိန်မှာလက်နက်ကန်ပြူစောတီကိုဖြိုးနဲ့ပြူစောတီဖြိုးဝေအောင်ကိုပဲတွေ့တယ်။သူတို့ကိုအဖမ်းခံဖို့ပြောတာကိုအဖမ်းမခံမဲနဲ့ပြန်ပြီးခုခံလို့ပြစ်ခတ်မှု ဖြစ်ပြီးတကောင်ကတော့ရွာထဲမှာတေးတယ်နောက်တကောင်ကတော့ရွာပြင်လေခွင်းထဲမှာတေးသွားတယ် ဖုန်းတစ်လုံးပဲတင်းစီနိုင်ခဲ့တယ်။ရွာအနီးမှာကင်းမုံဝင်နေတဲ့စစ်ခွေးတွေရောက်လာလို့ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်လို့တရားဝင် KI တိုင်ရင်း383ညနဲ့တက်ခွဲ6 Black Dragon GBK PDF ကတာဝန်ရှိသူကပြောကြားထားပါတယ်။တရားဝင် KI တိုင်ရင်း383ညနဲ့တက်ခွဲ6 Black Dragon GBK PDF တပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားများကိုသာမကစစ်တပ်ထောက်တိုင်များကိုပါအချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်သတိပေးပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြိုင်မြို့နယ်မှာရှိတဲ့ဖုန်ကြီးကျောင်းတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ရာအမျိုးသမီးတအုပ်တေဆုံးခဲ့ပြီးတော့ဖျားစည်းဒီဖုန်တော်ကြီးကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ12ရက်နေ့ညပိုင်းမှာပေါ့မြုံနယ်ကပ္ပဆာ24ကနေပေါ့မြုံနယ်အရှိပိုင်းမုံကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဂျေးဘာနေအမျိုးသမီးတအူတေဆုံးခဲ့တယ်လို့သိရပါဗါးကပါစာ၂၄ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်မုံငုံရွာမှာနေထိုင်တဲ့အမျိုးသမီးတအူတေဆုံးသွားပါတယ်စစ်ခွေးတွေကဗားတိုက်ပွဲမှာမရှိဘဲရန်တန်ပြစ်နေတာပါလို့ TYK ပျောက်ကြားတပ်ဖွဲ့ကတောင်းရှိသူကအတည်ပြုပြောကြားထားပါဗါးအလားတူပဲဩဂတ်လ၁၂ရက်နေ့ညနေပိုင်းမှာပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့ တော့ရဖုံးတော်ကြီးအကြောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းဘတ်စစ်ခွေးတပ်က Jet Fighter စစ်တပ်၄ထီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာဖုံးကြီးအကြောင်းတဲ့ဖျားစီဒီများပြက်စီးခဲ့ပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗယ်ပြည်သူတွေထိခိုက်တာတော့မရှိပါဘူးဖုံးကြီးအကြောင်းဆောင်တချို့ထိခိုက်တာပဲရှိပါတယ်ဖုံးကြီးအကြောင်းမှာရှိတဲ့တန်ဃာတော်များထိခိုက်ဒဏ်ရာရတာမရှိပါဘူးစစ်ခွေးတွေကဘာတိုက်ပွဲမှမရှိဘဲနဲ့တိုက်ခိုက်သွားတာပါလို့ TYK ပျောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောပြထားပါဗါဒါအပြင်ဩဂတ်စ်လ17ရက်နေ့ကလည်း ်ပေါ့မြုံနယ်အရှိချမ်းမှာရှိတဲ့ခြေရွာများကို112လေရင်နဲ့ဘုံအလုံး90ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များအပါအဝင် ပြည်သူ5ဦးသေဆုံးခဲ့ပြီးတော့အယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကခလာရ104တိုင်ရဲမှာပေါ်တာဆွဲဖမ်းဆီးထားတဲ့သူတွေကိုနေရွှေ့ရမှာလမ်းသွားလမ်းလာပြည်သူ10ဦးခန့်ကိုပါထပ်မံပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ23ရက်နေ့မနက်10:00နာရီဝန်းကျင်လောက်မှာခလာရ104တိုင်ရဲကနေကား9စီးနဲ့ပေါ်တာဆွဲဖမ်းဆီးထားတဲ့သူတွေကိုခေါ်ထုတ်လာတဲ့အချိန်ကမျောကင်းတရဂိတ်အနီးမှာခိတအထိုင်ချပြီးတော့လမ်းသွားလမ်းလာပြည်သူတွေကိုစစ်ခွေးတပ်ကဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ ကား9စီးလောက်ရှိတယ်ဗျအရင်ကပေါ်တာဆွဲထားတဲ့သူတွေအ ਨੇ ဆုံးအယောက်30 40လောက်တော့ပါသွားတယ်လို့သိရတယ် Vigo 4V ကားတွေအပြင်4ကား9စီးလည်းပါတယ်လို့စစ်ကောင်စီတပ်လှုပ်ရှားမှုကိုဒေသခံစီရေးသတင်းရင်းမြစ်တူကပြောပြထားပါတယ်စစ်ခွေးတပ်ကလိုအပ်နေတဲ့စစ်မှုထမ်းတပ်သားတွေစုဆောင်ရေးအတွက်ဒဝဲခရိုင်ထဲမှာရှိတဲ့ဒဝဲလောင်းလုံးတရချောင်းရေပြူစတဲ့မြို့နယ်၄ခုမှာတပ်သားတွေအယောက် 300ရအောင်လို့ဖမ်းဆီးခေါ်ဆောင်မယ်လို့သတင်းတွေထွက်နေသလိုအခုလိုပေါ်တာဆွဲဖမ်းဆီးထားတဲ့သူတွေကိုနေရာရွှေ့တာဟာတတ်မှတ်ဥယျပြေးသွားတာကြောင့်ဖြစ်နိုင်တယ်လို့အဲ့ဒီသတင်းရင်းမြစ်ကထင်မြင်ချက်ပေးထားပါတယ်ခလိုက်ရ104တရင်ကနေဖမ်းဆီးခေါ်ဆောင်ထားတဲ့သူတွေကိုတင်ဆောင်ပြီးတော့ထွက်လာတဲ့ရင်တန်းဟာကမျိုးကင်းဒရာဂိတ်မှာခိတဆူဝေးပြီးတဲ့နောက်ဒဝဲမျိုးတွေကိုဆက်သွားခဲ့တယ်လို့သိရပါတယ်အခုဆိုရင်စစ်ခွေးတက်ကဒဝဲခရိုင်တွေက၄မျိုးနယ်မှာနေ့စဉ်နဲ့အမျှပေါ်တာဆွဲဖမ်းဆီးနေတာနှစ်ပတ်နီးပါးရှိနေပြီဖြစ်ပြီးတော့ ခြေရွာတွေကိုပါစစ်ကြောင်းထိုးဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေကိုလှုပ်ဆောင်နေတာကြောင့်လူငယ်လူလက်တွေအနေနဲ့သတိထားသွားလာနေထိုင်ကြဖို့လောင်းလုံးမြို့နယ်ပတ်ကဖကအသိပေးထားပါတယ်စစ်ကြောင်းထိုးလာရင်တော့လူငယ်လူလက်ပိုင်းနေတဲ့ပြည်သူတွေအဖမ်းခံရဖို့များတယ်ဗျလူငယ်ပိုင်းတွေအဖမ်းခံရရင်ပြန်လို့မဲ့အခြေအနေမရှိပါဘူးစစ်ဘုရန်ဖြစ်သွားနိုင်ပါတယ်အဲ့ဒါလေးတော့ view size စီခြင်းနဲ့လို့လောင်းလုံးပကဖပြန်ကြားရေးတာဝန်ခံရဲဘော် share တို့ကပြောပြထားပါတယ် အခုလက်ရှိမှာဒဝဲ KI နဲ့ကတေအချောင်းမြို့နယ်ထဲမှာစစ်ခွေးစစ်ကြောထိုးပြီးတော့ပြည်သူတွေကိုဖမ်းဆီးနေတာနှစ်ရက်ရှိပြီဖြစ်ပြီးဩဂတ်လ23ရက်နေ့မနေ့ကစစ်တပ်အင်အား200ခန့်ဟာအုတ်တူရွာလောင်မင်းဘရွာအနီးတစ်ဝိုက်ရောက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်စစ်ကောင်စီတပ်တွေဟာရွာတွေကိုစစ်ကြောထိုးနေပြီမြဲတေအချောင်းနယ်ထဲမှာတော့ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄င်းစင်တဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘဂိုတန်တဲကုန်းမြို့နယ်အတွင်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကကြေးရွာ၃ရွာကိုထပ်မံမိရှုဖျက်ဆီးနေပြီးပြည်သူတွေရာနဲ့ချီပြီးတော့ရွာလုံးကျွတ်ထပ်မံတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂုတ်လ14ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တဲကုန်းမြို့နယ်အတွင်စစ်ကြောင်းထုံးနေတဲ့စစ်ခွေးတပ်ဟာရုံးမင်တပ်ရွာဘိုးကုန်းရွာနဲ့ကြက်ခွဲရွာတို့ကိုဆက်လက်ပြီးတော့မိရှုဖျက်ဆီးနေတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာရုံးမင်တက်ရွာဘိုးကုံးရွာကြက်ခွဲရွာတေးကိုင်းကျိုးရွာဓာသွေးကျောက်ရွာအပါအဝင်အနီးအနားမှာရှိတဲ့ကြေးရွာများကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ခွေးများဟာကြေးရွာများအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူနေပြီးတော့တဲကုံးမြို့ပေါ်ကိုယူဆောင်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကဇက်တိုက်ကိုစစ်ကြောင်းထိုးပြီးတော့မီးရှို့နေတာတိုက်ပွဲကဒီနေ့မရှိပါဘူး။စစ်ခွေးတွေပဲရွာထဲကိုဝင်ရောက်ပြီးတော့စီးနေမီးရှို့နေတာပါ။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ခိုးယူပြီးတော့တဲကုံမျိုးပေါ်ကိုကားတွေနဲ့ပြန်ပို့နေတယ်ရုံးမင်တိုက်ရွာကတော့နှစ်ရက်ဆက်တိုက်မိရှုခံရတာပေါ့နေအိမ်နေပျက်စီးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြည်ခရိုင်ပကပစီရေးတောင်ငန်ကရှင်းပြထားပါတယ်အလားတူပဲဩဂတ်လ12ရက်နေ့နဲ့13ရက်နေ့တွေမှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရုံးမင်တိုက်ရွာဓာသွေးကြောက်ကြီးရွာနဲ့တရကိုင်းချိုးရွာတို့ကိုမိရှုဖျက်ဆီးခဲ့ပြီးတော့ drone လက်နက်ကြီးများနဲ့စစ်ပင်းဆောင်ပြည်သူများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ